င်္ဂလာပါရှင့်ဒူကလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမှာတော့2025ကနေစပြီးတော့ Facebook ရဲ့ပေါ့နော်ပတ်စံပေးတဲ့မူဝါဒအစ်စ်ပြောင်းလဲပြီးတော့ update လုပ်လိုက်တဲ့ garden တင်ကိုပတ်စံရရဲဆိုတဲ့ content monetization program အကြောင်းလေးနဲ့ပတ်သက်ပြီးတော့အပြပေးသားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာဆိုရင်2025ကနေစပြီးတော့ Facebook ကဘာတွေ update လုပ်သွားတာလဲ content monetization program ရဖို့ဘာအချက်တွေအခြေခံအဖြစ်လိုအပ်မလဲ ရပင်ရောဘလို့တွေပတ်ဆက်ရမှာလဲစတာတွေကိုအပြပေးသားမှာဖြစ်တာကြောင့်မို့လို့ Facebook ကနေပြီးတော့အခုမှစပြီးတော့ဝင်ငွေရှာခြင်းတဲ့သူတွေအပြင် Facebook ကနေအခုလက်ရှိဝင်ငွေရှာနေတဲ့သူတွေရော update နေတဲ့ဘာတွေပြောင်းလဲသွားလဲသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သားကြနော်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ on ဆိုပြီးတော့ထားပေးပါအောင်နော်ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ် အရင်ဆုံး2025ကနေစပြီးတော့ဗားရီ update လောက်သွားလဲဆိုတာကိုအပြပေးသားပါမယ်ဒီမှာတော့သူပြောထားတယ် Facebook Instagram ကနေဝင်ငွေရှာတာတို့ Re ကနေပြီးတော့ဝင်ငွေရှာတာတို့ Performance Bonus Program ကနေပြီးတော့ဝင်ငွေရှာတဲ့အစီအစဉ်တွေကိုတဲ့ဒီ2025 August လ31ရက်နေ့ကနေစပြီးတော့နောက်ဆုံးထားပြီးတော့အားလုံးသားတယ်။အော်ပြီးတော့ဒီ eligible creator အားလုံးကိုဆိုလို့ရှိရင်ဒီ Facebook Content Monetization Program ပေါ့နော်သူ့ကို invite လုပ်သားတယ် ပြောမယ်ဆိုလို့ရှိရင်အခုပြတာတဲ့ Instrack ရဲ့ Re ရဲ့ Performance Bonus Program ရဲ့ဒီသုံးခုကိုဆက်ရလုပ်လိုက်တာလေးရက်ပြီးတော့အခုဒီသူပြောတဲ့ Facebook Content Monetization Program နဲ့အစားထိုးသွားတဲ့သဘောပေါ့ဒါကြောင့်မို့လို့2025မှာ Re ရဲ့ Bonus တွေ Instrack ဆက်တာတွေကနေဝင်ဝင်ရှာလို့ရတော့မှာမဟုတ်ဖဲနဲ့ CM လို့ခေါ်တဲ့ Content Monetization Program အနေနဲ့ဝင်ဝင်ရှာလို့ရတော့မယ် ဒါပေမဲ့တခုရှိတာကတော့ content monetization program က instant ad တော့ငါလို့ requirement အနေနဲ့မဟုတ်တော့ပဲနဲ့ဒီ2025ပေါ့နော်အခုဒီ2025ကုန်တဲ့အထိ invite only ပဲရှိသေးရဲ့ဒီမှာ invite only where remain invite only ရဲ့ invite only ပဲရှိသေးရဲ့အော်ပြောရဆိုလို့ရှင်ကိုယ့် Facebook ဘက်ကနေပြီးတော့ invite မှသာပဲဒီ content monetization နဲ့ဝင်ဝေရှာလို့ရရဲဆိုတဲ့သဘောပေါ့ဒီတော့ तू ကတတ်မှတ်ချက်တွေထားမထားတော့ဘယ်လိုတွေလုံးရမလဲဆိုတာတော့တိုင်ပတ်တယ် အဲ့တော့ဒီမှာဒုတိယတစ်ချက်အနေနဲ့ပေါ့နော်အခုမှအသေး announce လုပ်တယ် content monetization မှာရောဘာအားသာချက်တွေရှိသွားလဲ Facebook ကနေပြီးတော့ invite လုပ်လာဖို့အတွက်ကောဒီ page အချက်လက်တွေတော့အကျန်းအဖြစ်ကိုယ်မှလိုအပ်လဲဆိုတာကိုပြပြသမယ်နော်လိုအပ်ချက်အနေနဲ့ကတော့အရင်တုန်းက Instagram မှာဆိုလို့ရှိရင် follower က9000ရှိရမယ် view ဆိုလို့ရှိရင်လည်းပေါ့နော်ရ60အတွင်း minute 6သိန်း view ရှိရမယ် ပြီးတော့အတိဖြစ်နေတဲ့ဗီဒီယိုအနည်းဆုံး၅ခုရှိရမယ်ပြီးတော့လည်းသူ့ရဲ့အရှိကာဝမ်မင်းနဲ့ရှိရမယ်အစားရှိတဲ့ပြအဲ့လိုမျိုး requirement နေရှိရယ်ဒါပေမဲ့အခု content monetization program မှာဆိုရင်အရင်ကလိုမျိုးပေါ့နော် follower တွေဘလောက်ဘလောက်ရှိရမယ်အစားရှိတဲ့ပြတတ်မှတ်ထားတာတွေမရှိတော့ဘူးဥပမာပြောရမယ်ဆိုလို့ရှိရင်အရင်တော့ follower 9000တတ်မှတ်ထားရမလားတကယ်တော့ကိုကနေပြီးတော့ဒီ Facebook ကို active ဖြစ်နေတဲ့သုံးနေဆိုလို့ရှိရင် follower 9000ရှိစရာလည်းမလိုတော့ဘူး follower 2300ရှိလဲပဲကိုကကိုနဲ့မနေရှင် program တွေကိုသူက invite လုပ်လို့ရှိရင်ကိုကဝင်ဝင်ရနိုင်တာမျိုးအဲ့လိုမျိုးတွေကိုပြောတာပြီးတော့နောက်ထပ် view တွေတက်မှတ်ထားတာတွေပါလေမရှိတော့ဘောเนาะအဲ့လိုမျိုးတက်မှတ်ချက်တွေမရှိဘူးဆိုပေမဲ့ကိုက Facebook ဆီကနေပြီးတော့ set up အနေနဲ့ invite ခံရဖို့အတွက်အခြေခံအဖြစ်ဘယ်လိုအရာတွေလိုအပ်မလဲဆိုရင်ဒီမို့ effort ရင် Facebook ရဲ့ ad ချက်ပေါ့နော် Facebook မှာပို့ပြီးတော့ add site ထုတ်ရတော့မယ်ပေါ့ဘယ်လိုမျိုးလဲဆိုရင် video တွေများများတင်ရမယ် ပြီးရင်ဓာတ်ပုံနဲ့စာရင်းများများတင်ပေးရမယ်။ပြီးတော့အမြဲတမ်းအသည့်ဖြစ်နေအောင်ထားပေးရပါမယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ Facebook ကနေပြီးတော့ချမှတ်ထားတဲ့စီမံစည်းကမ်းတွေကိုမချိုးဖောက်ဖို့လိုတယ်ပေါ့။ပြောမယ်ဆိုရင် Facebook policy ကိုချိုးဖောက်နိုင်တဲ့ post တွေ၊ video တွေမတင်ရဘူး။ဥပမာပြောရမယ်ဆိုလို့ရှိရင်ဒီ sexual content တို့ပြီးရင်ကလေးတငယ်ကို abuse လုပ်တာတို့ပြီးရင်သွေးထွက်တမ်းရောအစားရှိတဲ့သူတို့သတ်မှတ်ထားတဲ့ policy ချိုးဖောက်တဲ့ post တွေ၊ video တွေမတင်ရဘူးပေါ့နော်။ ောက်ထပ်တစ်ချက်အနေနဲ့ကတော့ copyright ဖြစ်စေတဲ့ content တွေမတင်ရအောင် copyright ဖြစ်စေမဲ့ဟာတွေမတင်ရအောင်ကိုပိုင် own content တွေတင်ရမယ်စတဲ့အခြေခံချက်တွေလိုပါတယ်ကိုပိုင် own content ဆိုတဲ့နေရာမှာလည်း background music အစပေါ်တော့တချို့ဆိုထိသွားနိုင်တာမျိုးတို့အဲ့လိုမျိုးတွေအကုန်လုံးကိုတခြားစဉ်းစားပြီးတော့မှကိုပိုင် own content ပေါ့နော် copyright ဖြစ်စေတဲ့ content တွေကိုရှောင်ရမယ်အဲ့လိုမျိုးအခြေခံချက်တင်တယ်လို့ရတယ်။ဒီလိုမျိုးချက်တင်တယ်၊ကိုင်းနေပြီဆိုလို့ရှိရင်တော့ကိုက Facebook Content Monetization Invite ခံရမှာတော့တေချာသွားပါပြီ။ ကဲဆက်ပြီးတော့တတိယတစ်ချက်အနေနဲ့တော့ကိုက Facebook content monetization ရပြီဆိုရင်ဘယ်လိုမျိုးတွေဝင်ဝေရှာနိုင်ပြီလဲဆိုတာကိုဆက်ပြီးတော့ပြပြသွားမယ်။ content monetization program ရပြီဆိုရင်တော့ကိုက Facebook ပေါ်မှာပြရပဲတင်တင်ဥမာဓာတ်ပုံပဲတင်မလားစာပဲတင်မလားဗီဒီယိုပဲတင်မလားမိုင်းတွေပဲတင်မလားဘာပဲတင်တင်ကိုဒေါ်လာတွေဝင်နေမှာပဲဖြစ်ပါတယ်။ကဲအခုရှိနေတဲ့သူတွေရော Facebook ကနေပြီးတော့ဝင်ဝေရဖို့ဆက်ပြီးတော့လုပ်နေပြီလား။မလုပ်ရသေးဘူးဆိုရင် Facebook သုံးရင်အကျိုးရှိအောင်လို့အခုကတည်းကစပြီးတော့လုပ်လိုက်တော့နော်။ မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။